ူဖီက 4K ရဘောက်စမန်ကိုတုံးလိုက်ပြီးကစ်ကလည်းတန်တွေကိုစုစည်းကခန္ဓာကိုယ်မှာဆက်လိုက်ပြီးပန့်ခရိုချန်ကိုတုံးလိုက်ပါတယ်။တဖက်ကလောကလည်းဝင်းကိုတုံးပြီးမြေဆောင်ခဲတွေကိုခုတ်ဖြတ်ခါ၃ယောက်လုံးခိုင်ဒိုစီကိုတိုက်ခိုက်ဖို့ဦးတည်ကြပါတော့ရဲ့။မင်းတို့ရဲ့အင်အားကဖောက်ဝဲကင်ဖြစ်နိုင်မှာဖြစ်နိုင်ကိုပြတ်သားကြည့်လိုက်လို့ခိုင်ဒိုကပြောတဲ့အခါလူဖီကအရှင်ဆုံးခေါင်းကန်းနဲ့ထိုးလိုက်ပါတော့ရဲ့။ခိုင်ဒိုလည်းအနောက်ကိုလွှမ်းချွတ်သွားပြီးနာကျင်မှုကိုခံလိုက်ရပါတော့ရဲ့။ မင်းရဲ့ခန္ဓာကိုယ်မာကြောတယ်ဆိုတာလည်းသိပြီးစန္ဒာအတိုင်းပဲ kit ကလည်းသူ့ရဲ့အင်အားကိုလည်းပြသပေးမယ်လို့ဆိုတာ punk fights ကိုတောင်းလိုက်ပါတော့ယ်မစိုးဆိုရင်ပဲပမာဏကမလုံလောက်သေးဘူးလို့ပြောတဲ့အခါလောကသူ့ထပ်ပြီးတော့တိုးမြင့်မယ်ဆိုပြီးတော့ဝင်တိုက်ခိုက်ပေးပါတော့ယ် ကစ်ကသူ့ကိုပါတတ်ဖို့လုံနေရလားဆိုပြီးစကားပြေများနေတဲ့အခါဒီနေရာမှာရှမဖြစ်ကြဖို့လူဖီကဝင်ပြောတော့ဘာလို့ရမယ်ဆိုပြီးလာပြီးအမိတ်မပေးနဲ့လို့လောဒုကလည်းပြန်ဟောပါတော့အေးသူ့တိုက်ကွက်ကကောင်းနေငါတိုက်ကွက်ကကောင်းနေတဲ့ရှမ်းတွေထပ်ဖြစ်နေကြတုံကီလာကရောက်လာပြီးဒီလောက်နဲ့ပဲတော်ဖို့ပြောလိုက်ပါရဲ့ခိုင်တော့ကပြန်ချလာပြီးဒီနာကျင်မှုကအဲ့ဒီနေ့တွေကားလို့ပဲလို့ဆိုပါရဲ့ ဖမန်းကလည်းမစိုးဘူးလို့ခြေချပြီးဒါမှဖောက်ရကင်ဖြစ်ဖို့ကိုဥတည်နေကြတဲ့သူတွေဘဲလို့ခိုင်တို့ကပြောလိုက်ပါရဲ့ဒါပေမဲ့ငါ့ကိုတော့တားဆီးနေမှာမဟုတ်ပဲမင်းတို့လည်းကြကြခံနေမှာမဟုတ်ဘူးလို့ခိုင်တို့ကပြောလိုက်ပြီးငကားအတွင်ကိုပြောင်းလဲလိုက်ပါပြီမင်းတို့သေသွားရင်တော့မင်းတို့မှရှိတဲ့အရာအားလုံးရဲ့ဒီကျုံးမှရှိတဲ့မင်းတို့တငယ်ချင်းတွေကိုယူမာလို့ခိုင်တို့ကပြောတဲ့အခါပေးစရာလားလို့လူပီကလည်းပြန်ပြောလိုက်ပါရဲ့ ပိုနီကလစ်ကိုလည်းရှူမာလို့ဗမန်ကဝင်ပြောတော့ခိုင်တို့လည်းနိုင်တဲ့သူကဖောက်ရဲကင်းဖြစ်ဖို့နီးကပ်လာမယ်လို့ဆိုပါတယ်။ပီတာသမ ्या ဘရင်ဆိုတာကလူဖီကသူ့ဝဲဖြစ်လာမှာလို့ပြန်ပြောတဲ့အခါခိုင်တို့လည်း demolition gas ကိုတောင်းလိုက်ပါတော့အင်း။ခုတ်ချက်တွေကအများကြီးလာနေရမှလို့အားလုံးလည်းအတိအကျရှောင်ရှားနေရပါတော့အင်း။ဖောက်ရဲကင်းဖြစ်မယ်ဆိုပြီးပဲအော်နေတဲ့အရှုံးသမားတွေငါ့ကိုပြောအောင်လှုပ်ဖို့ခိုင်တို့ကပြောလိုက်ပါအင်း။ဆာမူဝိုင်းတွေတို့အိုတန်ကိုတစ္ဆာရှိမှုတစ်ခုတည်းနဲ့အနာဂတ်ကိုဖွင့်နိုင်မှာမဟုတ်ပဲဘဝလုံးတိုင်းပြည်ကိုငါကပဲအုပ်စိုးမယ်လို့ခိုင်တို့ကဆိုပါရဲ့။ လူဖီကဝါနိုရဲ့အနာကတ်ကိုခရမ်မုတ်ကတူးလက်သေးကိုအက်ခဲတာကိုပြန်တွေးနေမိခဲ့ပါတယ်။လူဖီကကောင်းရိုက်ဖယ်နဲ့ထိုးချလိုက်ပြီးလွင့်ချွတ်သွားတော့ကစ်ကစလန်ဂစ်ပစန်နဲ့ထပ်တက်ခိုက်ပါတယ်။လောကလည်းသူနဲ့ကစ်ကိုနေရာချင်းပြီးအတွင်းကလေးစားတွေကိုမမြင်ဘူးပဲမဲ့မင်းရဲ့နှလုံးကဒီနားမှာမလားဆိုကဂမ်မာနိုက်ဖ်နဲ့ထိုးချလိုက်ပြီးအတွင်းကနေမင်းကိုဖျက်ဆီးပြစ်မှတ်လို့ဆိုပါတယ်။ ။ညံနေညံနဲ့များရဲ့သူဆိုပြီးခိုင်တို့ကပြန်တိုက်ပေမဲ့လောကရှောင်နိုင်ခဲ့ပါတယ်။ခေလာကလည်းခိုင်တို့ဘောကိုတပ်ပြီးအတွင်းခန္ဓာကိုယ်ကိုခုတ်ဖြတ်လို့ရတယ်မလားဆိုကစနိုက်ကြဆုံးနေတဲ့ခုတ်ဖြတ်ပါတော့ရဲ့။အဲ့ဒီချိန်ပြမန်းကအင်ဒီယာကိုတုံးတော့ကေလာကိုထိထွားခဲ့ရပါတယ်။ထင်သားတာထက်သူတို့တွေကစိတ်ဝင်စားစရာကောင်းတယ်လို့ခိုင်နိုကပြောနေတယ်လူဗီကရိုင်းနိုစနိုက်ဒါနဲ့ကန်ထုတ်လိုက်ပါတော့ရင်ခိုင်နိုကပြန်ပြီးတက်ခိုက်ဖို့လို့တော့ဇိုးကသူ့ကိုအပေါ်ကိုပုံပေးဖို့လောကိုပြလိုက်ပါတယ်။လောကသူကမင်းတို့ရဲ့လောင်းငယ်တာမဟုတ်ဘူးလို့ဒေါသကြီးနဲ့အော်ဟစ်နေပါတော့ရဲ့။ ခိုင်တို့က blast speed ကိုတောက်လိုက်တဲ့အချိန်လောကဇိုးကိုအပေါ်ကိုပုတ်ပစ်လိုက်တာမလို့ဇိုးကလည်း flame rain နဲ့ပြန်ခုတ်ပြပစ်လိုက်ပြီးနောက်တစ်ခါဆိုကလောကိုလှမ်းခေါ်လိုက်ပါတယ်လောကလည်းသူကတုံးစရာမဟုတ်ဘူးဆိုကနေရာထက်ချင်းပစ်လိုက်ပါတယ် အမကိုမြင်သွားတဲ့ပင်မကအဲ့ဒါကတာမန်သားမဟုတ်လို့ရှောင်လိုက်ဖို့ခိုင်တို့ကိုပြလိုက်ပါရဲ့ဇိုးကိုကြည့်နေရင်ခိုင်တို့ကလည်းအိုဒန်မျက်နှာကိုမြင်ရောက်နေမိခဲ့ပါရဲ့ဒါတချောင်းစတိုင် flying dragon blaze နဲ့ဇိုးကခုတ်ဖြတ်လိုက်တဲ့အခါခိုင်တို့လည်းကတ်တီးလေးရှောင်နိုင်ခဲ့ပြီးဘာလို့ဇိုးရဲ့ဂျာကအိုဒန်ရဲ့တည်ရှိမှုရှိနေရလဲလို့တွေးစရာဖြစ်နေခဲ့ပါရဲ့အဲ့ဒီချိန်ပင်မန်ကလည်းအင်ဒရာကိုထတ်တုံးလိုက်တာမလို့ဇိုးကိုထိသွားခဲ့ရပါရဲ့ပြည်စရာမြေမရှိတော့ဘူးဆိုကပင်မန်ကချက်ပြီး god lightning တန်ချင်ကိုတုံးလိုက်ပါတော့ရဲ့လူပြီးတော့တောင်းအောင်လုံးထိသွားတာမလို့ပင်မန်ကရှီမောနေပါတော့ရဲ့ အဲ့ဒီချိန်မိုးချိုးမတိုးတဲ့လူဗီကိုမြင်ပြီးဘာကြောင့်လဲလို့ဘမန်ကပြောတဲ့အခါရာဘာလူသားဖြစ်နေလို့ပဲလို့လူဗီကပြန်ပြေးလိုက်ပါတယ်။ဇိုတို့ကိုထီရဲတဲ့ပေါ်လို့လူဗီကပြောပြီးတိုက်ခိုက်ဖို့လုပ်တဲ့အချိန်ခိုင်တို့က Please Break နဲ့ပြန်ပစ်ပါတော့ရင် ဂျာမဲလူဖီကဘာမှဖြစ်မနေတော့မိကောမတူဘူးလားလို့ခိုင်နိုကမေးတဲ့အခါလူဖီလည်းစိတ်သက်သင်မှမှုပဲလို့ပြန်ဟောပြီးခေါင်းကန်တလင်းနဲ့ထတ်ထိုးပါတော့ယ်လူဖီရဲ့ထိုးချက်တွေကိုခိုင်နိုအချိန်တစ်ခုထိခံနေရပြီးတော့ဒါကိုကြည့်နေတဲ့ခစ်တုတ်ကလည်းအယံအံ့ဩနေပါတော့ယ်နောက်ဆုံးတစ်ချက်လူဗီပိတ်ထိုးလိုက်တဲ့အခါမှာတော့ခိုင်နိုလည်းအောက်ကိုပါပြုတ်ကျသွားရပါတယ်။ဒီတုံးလုံးမှုတွေကအိုနီဂါရှိမှအတွင်းမှာရှိနေတဲ့အားလုံးကိုခဏလောက်ငြိမ်သက်သွားစေခဲ့ပါတယ်။လူဗီကထပ်ပြီးထိုးဖို့လုပ်နေတဲ့အချိန်မှာပဲဖိုခီယာကအချိန်ပြေသွားပြီမလို့မူလားပုံစံကိုပြန်ပြောင်းပြီးအောက်ကိုပြုတ်ကျလာပါတော့။ ဘယ်တော့ကခံလိုက်ရလဲလို့ kit ကမေးတဲ့အခါခံလိုက်ရတာမဟုတ်ပဲအဲ့ဒီတိုက်ခွက်ကိုတုံးခဲ့တဲ့ဘေးထွက်ဆိုချိုးအခုကနေ7မိနစ်လောက်ထိ hockey ကိုတုံးနိုင်တော့မှမဟုတ်ဘူးလို့လောကရှင်းပြလိုက်ပါရဲ့အန်ဒီယားရှိပေမဲ့လည်းတိုက်ခွက်တွေကအကုန်တိုးနေတာမလို့ kit လဲဒါတပြည့်ရမယ့်အခွင့်အရေးပဲလို့ဆိုပါရဲ့ကိုကိုအဟုတ်ကြီးထင်မနေညက်လို့ပမန်းကပြောပြီးတိုက်ခိုက်ဖို့လုပ်နေခဲ့ပြီးဆိုကလည်းလူဖိကိုအတိကတ်ထားဖို့ပြောနေခဲ့ပါရဲ့ဆိုစီကနေလူဖိကိုရှူဖို့ပမန်းကစူးစမ်းနေတဲ့အခါလောကချောက်လာပြီး counter shot ကိုတောင်းလိုက်ပါရဲ့ဆိုကလည်းလူဖိကိုနှိုးနေတော့ခိုင်နိုကလည်းပြန်ချလာခဲ့ပါပြီး ်ခီလာကလည်းခိုင်နိုကိုတက်ဖို့ဦးတည်နေတော့ခိုင်နိုကအပေါ်ကိုပြန်တက်သွားပြီး Dragon Twister ကိုတုံးလိုက်ပါတော့အဲဒီကလေပြင်းအားနဲ့ Kidnet Kira တို့လည်းလွင်ထွက်လို့သွားနေခဲ့ပြီးတော့ဂျာကသဘာဝဘေးရန်တွေလူမျိုးကြီးမလို့လာနောက်နေရလာလို့ဇိုးကလည်းပြောနေခဲ့ပါတယ်အဲ့ဒီချိန်လူဗီလည်းပြန်ချလာခဲ့ပေမဲ့လေဝေတဲပါသွားပါတော့ဟဲ့ခိုင်နိုကလူဗီကိုဝါမြုပ်လိုက်တာကိုဇိုးမြင်နေရပေမဲ့လေပြင်းအားကြောင့်ဘာမှလုပ်မရဖြစ်နေခဲ့ပါရဲ့ဇိုးကအောက်ကိုပြန်ချလာတော့သူ့ရဲ့ကပတိန်ကိုမစားနဲ့လို့အော်ပြလိုက်ပြီးတိုက်ခိုက်ဖို့ပြင်နေခဲ့ပါရဲ့ အဲ့ဒီထူးဆန်းတဲ့ဟာကီရဲ့တယုံမှန်ကအဲ့ဒီဓားကလာလို့ခိုင်တော်ကပြောရင်အိုတန်ကိုပြန်ပြန်ရောက်လာပြန်ပါတော့ရင်ဓားသုံးချောင်းစတိုင် Black Rock Dragon Twister ကိုဇိုးကတော်မီခိုင်တော်ကိုခုတ်ဖြတ်လိုက်ပါတော့ရင်နဂါကြီးကုန်ကိုပါဖြတ်သွားနိုင်တာမဟုတ်လို့ခိုင်တော်လည်းနာကျင်သွားရပြီးပါဇက်ထဲကနေလူပြပါပြန်ထွက်လာပါတော့ရင်ခိုင်တော်ကိုခုတ်လိုက်နိုင်လို့ပင်မလဲအရန်အော်နေပါတော့ရင်ချင်းချားတဲ့အတိုင်းပဲအဲ့ဒီဓားကအိုတန်ရဲ့ဓားမလာလို့မေးလိုက်ပြီးတော့ Dragon Twister နဲ့စိန်ခေါ်ရဲတယ်ဆိုတော့ကိုအစင်ကိုမတိရတူလို့ဇိုးကိုပြောလိုက်ပါတယ် ဆိုကလည်းလူဗစ်ကိုအစင်ပြေရလာလို့မေးနေခဲ့ပြီးတော့ခိုင်နိုကလည်း Dragon Twister Demolition Gas ကိုတောင်းလိုက်ပါတော့။ခုတ်ချက်တွေအများကြီးချွတ်လာတာမဟုတ်လို့ Kit ကိုလည်းထိတွားခဲ့ပြီးဆိုကလည်းလူဗစ်ကိုကာကွယ်ရင်ရှောင်နေပါတော့။ဂျာရီကို CP0 ကလည်းစောင့်ကြည့်နေခဲ့ပြီးတော့အလဲလှယ်လုပ်တဲ့သူကတိတ်တယ်။စားတော့ပွဲကျင်းပဖို့လုပ်တဲ့နေရာကစစ်မြေပြင်ဖြစ်သွားခဲ့ရပြီလားလို့ပြောနေခဲ့ကြပါရဲ့။ ဂျိုဖလာမီကိုကြာရှုံးပြီးတဲ့ကခိုင်နိုးနဲ့ကဘာအစိုးဆုံးတိုက်ခိုက်မှုကပိုပြင်းထန်လာခဲ့တယ်။ဆာမူရိုင်းနဲ့ဖာရက်တွေကလည်းလက်တွဲနေတယ်။ကဘာကြီးရဲ့အခြေအနေကြီးကြီးမားပြောင်းလဲသွားတဲ့အချိန်မှာတကယ်လို့များယူကိုနီယာလုံးဆုံးရှုံးသွားရင်တော့လုံးဝကိုခံမလို့မရတဲ့အခြေအနေတွေဖြစ်လာလိမ့်မယ်လို့ CPC တို့ကဆိုပါတယ်။ဆာမူရိုင်း9400မှာ400ကကြာရှုံးသွားပြီးလူ3000ကျော်တဲ့စစ်အာမတော်3000ကကြာရှုံးနေပြီလို့ရှာမီစန်တီးတဲ့အမျိုးသမီးကပြောနေခဲ့ပါတယ်။ယူတီရဲ့တိုက်ခိုက်တဲ့အကြံကအောင်မင်နာဆိုပေမဲ့ခေါင်းဆောင်ခေါင်းကိုမရှူနိုင်သေးပဲပြေးလမ်းမရှိတဲ့ရှိသမျှအင်အားနဲ့တိုက်ခိုက်တဲ့ ိုက်ပွဲခိုင်တို့ရဲ့အင်အားကြီးတဲ့ခေါင်းဆောင်တွေကိုလွတ်ထားမယ်ဆိုရင်တရားလောက်ကတော့အသာလေးပဲဆိုရင်ပဲမျိုးဆက်တက်ကခေါင်းဆောင်တွေကိုမရှင်းနိုင်ရင်ဒီကစားပွဲမှာအမဲရောင်ရင်းနဲ့ပြည့်နေသွားမယ်တနိုင်လောက်အချင်းချင်းတက်ကြလို့ CBZ ကဆိုပါတယ် တဖက်မှာလည်းခိုင်နိုကပြောစရာကောင်းတယ်လို့ပြန်မန်းကိုပြောနေခဲ့ပြီးလူဖီကလည်းဟာကီကိုပြန်မတုံးနိုင်သေးပါဘူး။စပီကလည်းချာမာရဲ့ဂျန်ကိုတွေကိုကွင်းတီထင်ထားတဲ့ဆိုကအဖွဲသားတွေကိုချင်းထည့်ပြီးကျွေးဖို့လုပ်နေခဲ့ပါတယ်။တာမန်ချန်ကိုလာလို့အဖွဲသားတွေကပြောတော့စပီလဲကြွက်သားအင်အားတွေကိုတောက်အောင်လုံနိုင်စွမ်းရှိကြောင်းပြောနေတော့အစော်ခန်တိုင်းဘက်စကိုလာကရောက်လာပြီးအဲ့ချန်ကိုသူ့ကိုပေးဖို့ပြောလိုက်ပါတယ်။ အဲ့ဒီ straw hat ကိုပြန်လက်စားမချေရမချင်မချင်နဲ့နိုင်ဘူးလောက်နေလို့ speed လက်တစ်လုံးပစ်ပေးလိုက်ပါဘလူနီလည်းလို့အားလုံးကဝိုင်းမေးကြတဲ့အခါ viscola လည်းဘာမှမထူးခြားဘူးလို့ပြောချင်နေလို့ speed လဲကွင်းတီထွင်ထားတာကိုကြာရှုံးနေလို့ပြောချင်နေတာတော့မဟုတ်ဘူးမလားလို့ပြန်ပြောလိုက်ပါအဲ့ဒီစကားကြောင့် viscola လည်းချက်ချင်းထားခုံပြကအင်အားတွေတိုးတယ်ဆိုပြီးတော့ရှီးပါတော့ဟဲ့ဒါကြောင့်အားလုံးကလည်းသူတို့ကိုပေးပါဆိုပြီးအုံလာကြတဲ့အခါ gifter တွေအတွက်တေချာပြင်ဆင်ထားကြောင်းနဲ့စားပြီးရင်တိုက်ခိုက်ဖို့ပြင်ကြဖို့လဲ speaker အမိန်ပေးလိုက်ပါရဲ့ လွန်ခဲ့တဲ့နာရီအနည်းငယ်ကတာမာစီကိုစပီဒိုကရောက်လာခဲ့ပြီးတခုခုဖြစ်လို့လာလို့မိခဲ့ပါတယ်။အားလုံးအိုနီဂါရှိမာကိုတွားချပြီးအန်ရဲများတဲ့နေရာဆိုတာသိပေမဲ့တာမာလေးကသူ့ကိုတော့တွားဖို့ဘယ်သူမှခွင့်မပြုကြဘူးလို့ဆိုပါတယ်။ အားလုံးကြိုးစားနေကြတာမလို့ဒီတိုင်းစောင့်မနေနိုင်ပဲ။ချာမလေးကသူ့ရောအိုနီဂါရှိမာကိုတွားချင်ကြောင်ပြောပြတဲ့အခါစပီကာချာမလေးစိတ်တိုင်းကြအိုနီဂါရှိမာကိုတွားဖို့လုပ်ပေးပါတော့ဟေး။ဂစ်စလမန်နဲ့ဂျိုင်ဖူကူကလည်းချာမရဲ့တံခိုးကိုစားမိထတာမလို့ချာမလေးစိတ်တိုင်းကြလုပ်ပေးပါတော့ဟေး။အိုနီဂါရှိမာကိုချွတ်လာနိုင်ခဲ့ပေမဲ့ဆာမူရိုင်းတွေဘက်ကတိုက်ခိုက်ပေးဖို့တိတ်မဖြစ်နိုင်လောက်ဖို့လို့စပီကာပြောတော့ချာမလေးသူ့မှာအကြံကောင်းရှိတယ်ဆိုကကီဘီတံခိုးကိုထုတ်လိုက်ပါဟေး။ ဂျာတခုနဲ့မဟာမိတ်တယောက်တိုးမယ်။အိုနီဂါရှိမာစီမရောက်ခင်အများကြီးလှုပ်ရှားပြီးအားလုံးကိုကျွေးပြစ်မယ်လို့ဆိုပါရင်ဒီလိုနဲ့ဒါမှလည်းချန်ကိုအရန်အထုတ်လွန်ပြီးတော့အားသိမ့်မရှိတော့ဖြစ်နေတဲ့အချိန်မှာပဲစပီဒ်တို့လည်းခဏလောက်နားလိုက်ဖို့ပြောလိုက်ပါရင်ဂျာမဲ့ချာမာကတော့သူဟာခိုင်တော့ကိုမတိုက်နိုင်မဲ့ဒီနီလန်းလေးနဲ့ပဲလုံနိုင်တယ်။မိုမိုကလည်းတကယ်တော့ရှိုကန်ဖြစ်လာစေရမယ်။အကိုကြီးလူပြီကလည်းဝါရုံတိုင်းပြည်ကိုဘိုက်အပြစ်စားနိုင်မဲ့တိုင်းပြည်ကြီးဖြစ်အောင်လှုပ်ပေးလိုက်မယ်လို့ပြောခဲ့ပါရဲ့။ ဆာမူဝိုင်းတွေကိုအားလုံးကဝါနိုအတွက်တိုက်ခိုက်နေရတာမလို့ချာမာလီကသူ့လည်းတစ်ဖက်တစ်လမ်းကနေကူညီပေးချင်တယ်လို့ပြောခဲ့ပါတယ်။ဒီလိုနဲ့ပဲလက်ရှိအချိန်မှာတော့အပြေးသမားဖြစ်တဲ့ Gesslan Man က Gifter တွေရဲ့ပတ်သက်သေးကို KB Dango တွေကိုလိုက်ချဲ့ပေးနေခဲ့ပါတယ်။ Jain Fuku ကလည်းသူ့အဖွဲ့သားတွေကိုရှိသမျှအကုန် Dango လိုက်ချဲ့ပေးပါတော့။ဥစိုးတို့တွေကလည်းချာမာရဲ့အကြံအတိုင်းရဟင်ရလို့ Gifter တွေကိုကုပတ်ပါလောင်လုပ်နေခဲ့ပါတယ်။ ။တဖက်ကချော်ပါကလည်းစေးကိုအမြန်ဖော်ပြီးကွင်းကလည်းဖြေးစေးသူ့ဖို့အပူးကိုပြောနေခဲ့ပါတယ်။အပူးကိုနင်ဂျာတွေကကူဖို့လှုပ်ပြီးတော့အားလုံးကပြန်တိုက်ဖို့လှုပ်တဲ့အခါဟီယိုကီယိုလည်းအားလုံးကိုတားချဖို့ပြောနေတုန်းဂျွိတ်ကဝင်ကြားပေးပြီးရှေ့တန်းကိုသူ့တဝင်ချဖို့ပြောလိုက်ပါတယ်။ဆမ်ဝိုင်းတချို့ကလည်းအင်အားတွေကုန်ခန်းနေကြပြီမလို့မီးတွေလည်းငိမ့်သွားခဲ့ပါပြီ။မီးငိမ့်သွားတာနဲ့အရင်စိတ်တွေပြန်ဝင်လာပြီးဟီယိုကီယိုကိုကိုက်လိုက်ပါတော့တယ်။တဖက်ကဆာဆာကီနဲ့ဖရန်ကီတိုက်ပွဲကလည်းအတော်လေးပြင်းထန်လို့နေခဲ့ပါပြီ။ Frankie ကအဆုံးတက်ဖို့လုပ်တဲ့အချိန်မှာပဲ gifter တွေက Frankie ကိုဝိုင်းချုပ်ပေးပါရယ်။ Sasaki ကလည်း Frankie စီပြန်ဦးတည်လာနေရဲ့အချိန် Frankie ကထာမာတို့ကိုလှမ်းတွေ့ပြီးသူ့ကိုကူဖို့ပြောရမလားရှိသေးတယ်။အနောက်မှာလိုက်လာတဲ့အဖွဲကြီးကိုမြင်လိုက်ရပါရယ်။ Frankie လည်းဘလို့လုံးချမလဲလို့မေးနေတော့အနောက်က gifter တွေကိုထာမာလေးက Frankie ကိုကူဖို့အမိန်ပေးလိုက်ပါရယ်။ gifter တွေက Frankie ကိုကူညီပေးတဲ့အခါကတိလေးလွတ်သွားတော့ Sasaki လည်းဘာတဘောလဲလို့ပြောနေတော့ Orchid နဲ့ Page One တို့ကလည်းရောက်လာခဲ့ပါရယ်။အဲ့ဒါတွေကသူတို့လောက်တာပဲဆိုက Orchid ကလည်းနာမီကိုတိုက်ခိုက်ဖို့လုပ်နေတော့နာမီကမိုးချိုးကိုလည်းထိထားဖို့ ွက်လိုက်ပါရဲ့နာမီကချန်တာလန်စတန်ပိုကိုတုံးချလိုက်တော့အော်တီတဲထီသွားခဲ့ပေမဲ့တိတ်ပြီးတော့မတက်ရောက်သွားခဲ့ပါဘူးထူးဆန်းတဲ့အရာတွေတုံးနေလို့ဆဆကီကလည်းဒေါ်လာရီထွက်ပြီးသူ့အဖွဲသားတွေကိုတိုက်ခိုက်ဖို့ပြင်ဆင်ခိုင်းပါတော့ရဲ့ဒါပေမဲ့ဥဆော့ကလည်းစနိုက်ပါနဲ့ပါစတ်သေးကိုဂျန်ဂိုဝေးလိုက်ပစ်ထည့်ပေးနေတာမလို့ဂျာမာအတန်ကြားရတယ်ဆဆကီကိုဘယ်သူမှအဖတ်မလုပ်တော့ပါဘူးအဲ့ဒီအချိန်ဖရန်ကီကတတိလက်လွတ်မနေစမ်းနဲ့လို့ဆဆကီကိုပြောလိုက်ပြီးတော့မင်းရဲ့ရှန်သူကငါပဲလို့ဆိုပါရဲ့အနိုင်ရတဲ့ victory flash နဲ့ဆဆကီကိုဖရန်ကီကခုတ်လိုက်ပါရဲ့ ဒါလေးကတော့ one piece အပိုင်း260နှိပ်ဖြစ်ပြီးတော့အပိုင်း263ကိုဆက်တင်ပေးနိုင်မှုတို့က like လေးတယောက်ချက်စီနှိပ်ပြီးတော့ comment လေးဆက်တော့မှတ်ပေးကြပါအောင် channel လေး subscribe လေးမလုပ်ရလေလုပ်ပေးတော့ကြပါအောင်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ကတော့စက်မှတ်ပါ